ทำไมผิวในไลฟ์เพอร์สองเห็นตัวมี ပရိသတ်များလုံးမဲ့မင်္ဂလာပါ။မြာဟင်တာ channel ကနေကြည့်ဆိုလိုက်ပါတယ်။ဝတ်သားကင်မချီချိုချင်းချက်မိုးအေးတဲ့နေ့တွေမှာထမင်းဖြုန်နဲ့တွဲပြီးတိတ်စားလို့ကောင်းမဲ့ဟင်းလေးတစ်မျိုးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ကတွင်ပြတ်တဲ့အချိန်တွေနဲ့အင်အားတွေကုန်ခန်းသလိုခန်းစားနေရတဲ့အချိန်မှာချက်ကိုချက်စားတဲ့ဟင်းလေးတစ်ခွက်မှုပရိသတ်တို့အတွက်တင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်။အရင်ဆုံးဝတ်သားတွေကိုမကင်ခင်မှာချက်တော်နီကိုအခုလိုမျိုးပပလေးတွေလှိထားလိုက်ပါနော်။ပြီးတဲ့အခါမှာတော့အစီအသားနဲ့မျှတတဲ့ဝတ်သားလေးတွေကိုအခုလိုမျိုးတလုံးစာလေးတွေရတဲ့အထိအသေးချလေးလှိထားလိုက်ပါမယ်။ဝတ်သားတွေကိုလှိပြီးသွားပြီဆိုရင် င်တော့အရသာအတွက်စပီထည့်လို့ရပါပြီရှင်။ဘဲငပြရဲ့အကြီးနဲ့အနောက်တို့ကိုထည့်ပြီးရင်ခရုစီနဲ့တကြားထည့်ပြီးငရုတ်ကောင်းမှုလေးကိုထည့်ကောင်းအခုလိုမျိုးအားလုံးကိုတမနေအောင်မှုရမှာပဲဖြစ်ပါတယ်။ ပြီးတဲ့အခါမှာတော့ဝတ်သားနဲ့အတူချက်ဖို့အတွက်ငရုတ်နှစ်ကိုပြုတ်လို့ရမှာပဲဖြစ်ပါတယ်။ငရုတ်နှစ်တစုံနဲ့ကိုခယူစီငရုတ်တိမှုန့်နဲ့အချက်မုတ်အနှင်းငယ်ထဲကရေနဲ့မပြတ်မကျဲလေးဖြောထားလိုက်ပါ။နောက်ဆုံးမှာတော့ချက်တော်နီနဲ့နှက်ထားတဲ့ဝတ်သားတို့ကိုအတူလုံးကြော်ကဂင်မချင်းအနှင်းငယ်ထဲပြီးကြောလိုက်ပါနော်။အဆောင်သက်ခံနီးမှပြုတ်လို့ထားတဲ့ငရုတ်နှစ်ကိုလောင်းပြီးရေခန်းနဲ့အထိထားကချက်ထားလိုက်ရင်တော့ထမင်းပူပူနဲ့တိတ်လိုက်တဲ့ဝတ်သားဂင်မချီချိုချင်းဟင်းလေးကိုရပြီဖြစ်ပါတယ်။ နှစ်တရာဥဆန်ပြုတ်နေမကောင်းတဲ့သူတွေအတွက်အားလဲရှိပြီး green line တွေ့မဲ့နှစ်တရာဆန်ပြုတ်လေးကိုပြုလုပ်ပုံအစဉ်စဉ်တင်ဆက်ပေးလိုက်ပါတယ် green ရှင်မြေအခိုးပွင့်စီမဲ့ဆန်ပြုတ်လေးဖြစ်တဲ့အပြင်လောက်ကန်ရတာလဲလွယ်ကူလွန်းတဲ့အရာမို့လိုက်လို့စားကြည့်ဖို့မခံရင်ပါဘူးနော်အရင်ဆုံးဆေးဘဲဥတွေကိုကိုကြိုက်တလောက်ထည့်ပြီးအခုလိုမျိုးခြေထားလိုက်ပါမယ်အများကြီးစိုင်းရင်သွေးတိုးတတ်တာ ဖြစ်လို့လူ၃ယောက်စာချက်ဖို့အတွက်ဆိုရင်၃လုံးလောက်ကအနည်းတော့ပါပဲနော်စေးပဲဥရီကိုခြေပြီးသွားတဲ့အခါမှာတော့အလုံးကိုစီနေနေနဲ့ကြော်လိုက်ပါမယ်။ပဇွန်ကောင်းနဲ့လည်းထဲကြော်ပြီးအစီနှစ်ရောအ ောင်အနှင်းငယ်လှော်ပေးလိုက်ပါချက်သွားပြီဆိုတဲ့အခါမှာရေတစ်ခွက်ထည့်ရပါမယ်ရေနဲ့အတူပစွန်နဲ့ကျုပ်တို့ကိုချက်ပြီးရင်တော့ကိုလိုတလောက်ဆန်ပမာဏထည့်ပြီးတဲလို့ရပြီရှင်ပစွန်ကောင်းတွေကိုဆက်ယူပြီးထမင်းနဲ့နူးသွားပြီဆိုကမှအချားအစာပလာတွေဖြစ်တဲ့မှုန်နဲ့ပစွန်တို့ကိုထည့်ရမှာပဲဖြစ်ပါတယ်အရသာနဲ့ရေလဲတာမန်ဖြစ်ပြီးချက်သွားပြီဆိုရင်တော့နောက်ဆုံးမှနန်းနန်းပင်အုပ်လိုက်ရင်ရပြီဖြစ်ပါတယ်ဒါဆိုရင်တော့တိတ်ကိုအရသာရှိပြီးအဟာရလည်းပြည့်ဝတဲ့နှစ်တရာဥဆံပြုတ်ကိုရပြီဖြစ်ပါရဲ့ရှင် ပစွန်ရည်ညိပြကြော်ကလေးတွေရဲ့အတွက်ထမင်းဖူးလေးထည့်ပေးလို့ကောင်းမယ်ရည်ညိပြကြော်လေးကိုပြုတ်လို့ကြည့်ရအောင်ထမင်းဖြူအေးအေးလေးနဲ့တွဲစားရင်ရင်ထဲနှွေးနေတဲ့အရသာရှိမယ်အိမ်ချက်လက်ရလေးမို့ပြုတ်လို့စားကြည့်ကြဖို့အကြံပေးလိုက်ပါတယ်ရှင်အရင်ဆုံးပစွန်လေးကိုအသားကြီးတက်တက်ဖဲ့ထားပြီးအခုလိုမျိုးညက်နေအောင်တောက်တောက်ဆင်းထားလိုက်ပါမယ် ဆင်းပြီးသွားတဲ့ပဇွန်အသားတွေကိုအရသာပို့ရှိအောင်ပြောင်ဖို့မုံလာဦးနေနဲ့ချက်တော်မိတ်တို့ကိုပပလိပြီးတကြားစာငရုတ်ကောင်းတဲ့ချက်သားမှုတို့ကိုထဲ့ကအားလုံးကိုရောသမနေအောင်မှုလိုက်ပါနော်အနည်းအတွက်ရပြီဆိုရင်တော့ရင်ညိပြပေါ်မှာတင်ပြီးစီပူပူလေးနဲ့ကြော်လိုက်ရင်ရပြီဖြစ်ပါတယ်ပဇွန်လေးတွေချက်ပြီးရင်ညိလေးတွေချွတ်သွားပြီဆိုရင်တော့စားဖို့အဆင်သင့်ဖြစ်ပါပြီနော်ထမင်းဖြူနဲ့ပူပူနွေ့နွေ့စားလို့တိတ်ကောင်းမဲ့အရန်ဟင်းလေးပဲဖြစ်တဲ့အတွက်ကလေးငယ်တို့အကြိုက်တွေမှာဖြစ်လို့မေမေရီပြင်ဆင်လို့ရအောင်တင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မတင်ဆက်ပေးခဲ့ ဲ့တဲ့ဗီဒီယိုတွေထဲမှာဘယ်ဟင်းလျာကိုအိမ်မှာလိုက်ချက်စာကြည့်သေးလဲရှင်အရသာလေးကိုလည်းခမမှာပြပြခဲ့ဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ